မင်္ဂလာပါရှင်မိုးတောင်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကကြင်လန်းနဲ့ကအဖွဲ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမာမျိုးကိုသိမ်းယူနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့်လက်ရှိချိန်ထိထိန်းချုပ်နိုင်ခြင်းမရှိသေးပေမဲ့ခက်ခဲများစွာဖြစ်နေကြပါတယ်ဒီဥတ္တပိုင်းထဲမှာတော့ဗမာမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောပြပေးသားမှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောင်မီဒီယာ channel ကို subscribe နဲ့ like ရယ်ရှယ်လေးလုပ်ပေးပါအောင်ရှင် ရိတ်တက်ကြီးရဲ့ကချင်လက်နက်ကန်အဖွဲ့ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကချင်ပြည်နယ်ဗမာမြို့ကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်နေပေမယ့်ငါးလကျော်ကြာတဲ့အချိန်ထိတင်ယူနိုင်ခြင်းမရှိပဲအထိညာလေးကရက်ကလင်းနဲ့ကအဖွဲ့ AA တပ်ဖွဲ့ဝင်တွေကိုစစ်ကူခေါ်နေကြတယ်လို့သိရပါတယ်။ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့ဗမာမြို့ကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပေမယ့် NASA ကရဲ့မြေပြင်တပ်ဖွဲ့ဝင်တွေအပြင် ဒရုန်းတပ်ဖွဲ့အမြောက်တပ်ဖွဲ့တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဟန်ကျက်ညီစွာတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာဗမာမျိုးတိုက်ပွဲအတွင်းထောင်တောင်းထီကြဆောင်ခဲ့လို့သိရပါတယ်။ KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာဗမာမျိုးကိုသိမ်းယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ချိန်အတွင်းမှာနာဆာကတစ်စက္ကန့်တချို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့်စာကာခ20တိချဲလျင်တက်ရင်ခါလာရ48အမှတ်914စစ်အင်ဂျင်နီယာတက်အမှတ်933ထောက်ပံ့ပို့ဆောင်ရေးတက် ် MS1 စစ်မြေပြင်စေးတရင်တမ88လက်အောက်ခံတရင်စားတဲ့တပ်စခန်းတွေကိုထိန်းချုပ်နိုင်ဖို့ခက်ခဲရုံးကန်နေရပြီးတော့လက်ရှိချိန်မှာစကခ21ကိုထိန်းချုပ်နိုင်အောင်အင်အားသုံးတိုက်ခိုက်နေလို့သိရပါတယ်။ဗမာမျိုးတိုင်ဝဲတွေတင်မှာ NASA ကဟာနိုင်ပါရှင်းသွား drone တွေအပါအဝင် drone တွေကိုတိကျစွာတိုက်ခိုက်နိုင်ခြင်း၊လေကြောင်းစစ်ကူပေးခြင်းတွေကိုထိရောက်စွာပြစ်ကူပေးနိုင်ခဲ့တဲ့အတွက် KI ဥဆောင်တဲ့ဘူပေါင်းအဖွဲ့တွေအထင်အားကြီးရှာလို့သိရပါတယ်။ NASA ကဟိုစံစင်တဲ့မီဒီယာတွေမှာတော့ ။ဗမာမြို့တိုင်ပွဲတွင်မှ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအသာစီးရတဲ့ပုံစံမျိုးဖော်ပြနေပြီးမယ်။လက်တွေ့ပြည်ပြည်မှာတော့နာဆကတက်တွေအသာစီးရရှိနေရလို့အခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်။ဗမာမှာဗမာမာဒီ KIA ရဲ့ဟိုဘက် lobby တွေအဖွဲ့တွေအားဒီ movie ရိုက်တက်လာရှိတယ်။အမှုကြီးတွေကဟိုဘယ်လိုပြောမလဲဆိုရင်အရင်တော့က movie တွေကွာအရင်တော့က movie တွေအဲနှစ်ချီလုံးမှာနှစ်ချီလုံးမှာ KIA ကဗမာမှာနလန်သူကြအကြောင်းမရှိဘူး။ ဲ့လမ်းသူကကြောင့်မရှိအဲ့ဒါတွေဝန်တာအားရတဲ့ဒီတင်နေတွေ့တယ်ဘုရင်တို့လည်းတွေ့ရပေါ့နော်ဘုရင်တို့တရားတရားလေးဟောဖြစ်ပြီးပါပေါ့အစာက23တို့ဘာညာတာကဝါညာတကဆိုပြီးသူပြောရတာရှင်းတယ်အဲ့တော့အဲ့လိုမျိုးတစ်ဖက်ကကြာရှုံးမှုကိုနော်တကယ်ပေါ်ရင်းညာလို့အောင်ပွဲခံရတဲ့ကောင်းမျိုးတွေကဒီလိုမျိုးပြီးပဲရိုက်တင်ပါလားအဲအဲ့လိုအဲ့လိုလေးတွေးကြည့်ရတယ်ပေါ့နော်အဲ့တော့လာမေးကြတဲ့မိတ်ဆွေတွေအများကြီးရှိတယ်ပေါ့ကိုလေးရှင်းပြပေးရှင်းပြလိုက်ပါလေ အမှုပြီးတဲ့အောက်အဟောင်းနေပေါ့နော်အဲ့တော့တစ်ဖက်ကကြာရှုံးမဲ့ဆိုရင်ဒီကောင်တို့အောင်ဝက်ခံတဲ့ပုံရအတကယ်ကဘာမလင်ကဘာမသူတို့သူတို့လောက်စတိုက်တက်တယ်လို့မရှိတော့ဘူးဆိုတဲ့ပုံစံမျိုးအောင်ဝက်ခံတတ်ပြီးတော့ဒီလိုမူဘူးလေးနဲ့ပဲဒီလိုပြောရင်အဲ့ဒီဟာကစက21လို့ဘသူကအာမခံပါလဲအာမခံပြဘသူကပြနိုင်တယ်ကကြံလန်တဲ့ကအဖွဲ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲရဗမာမျိုးကိုမတိုက်ခင်တခြားမျိုးတွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းကြိမ်တုံးက ရပ်ပေါင်းတရာအတွင်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ဗမာမြောက်ကိုသိမ်းယူနိုင်အောင်ကြိုးပမ်းချိန်မှာရပ်ပေါင်း150ကျော်ချိန်ထိမသိမ်းယူနိုင်သလိုအေအေတပ်ဖွဲ့ဝင်တွေကိုစစ်ကူခေါ်ယူနေရခြင်းက KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘလောက်အထိအထိနာနေတယ်လဲဆိုတာကိုဖော်ညွှန်းပြနေတာလည်းဖြစ်ပါတယ်။စီအေနဲ့နိုင်ငံအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာရှင်းတာနေသူရွှေဘော်မင်းကြီးအမည်ရှိတဲ့အကောင့်တစ်ခုက KIA ရဖွဲ့ကအေအေကိုစစ်ကူထတ်ခေါ်ပြီးဆိုတဲ့ကဗမာကိုတိမ့်ဖို့ခက်ခဲနေရဆိုတာအသေးချပါပဲ။ အေအေကဆေးရဲ့မျက်နှာစာမှာနိုင်တယ်လို့ပြောပေမဲ့အနောက်မှာတော့ရခိုင်မိသားစုမြောင်များစွာငိုကြွေးနေကြရတယ်။စီဝါရေးထိကပျက်စီးနေကြရတယ်။စစ်မတိုက်ချင်ပဲတိုက်နေကြရတယ်။ PDF AA KNU မရှိတဲ့နေရာဟာအေးချမ်းပါတယ်။သူတို့ရောက်လာပြီဆိုရင်တော့တည့်ရက်အတိုင်းပဲအရရပျက်စီးကုန်တယ်။ဒါကိုအောင်မြင်တယ်လို့ပြောနေရယ်။သူတို့အောင်မြင်ပေမဲ့ပြည်သူလူထုကအဖက်ဖက်ကရှုံသွားတယ်။အခုလည်းအေအေအားကိုးနဲ့ဗမော်ကိုတင်းကျင်နေပြီ။ဒါဆိုမကြဘူး။ဗမော်ဟာစစ်တလင်းဖြစ်တော်မှာ မမကိုလာတိုက်တာနဲ့မတူဘူးလာပြတ်တာနဲ့တူနေရဲ့ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။ဗမာမျိုးတိုက်ပွဲဟာ KYA အဖွဲ့မျိုးပြုံးမဲ့တိုက်ပွဲတစ်ပွဲဖြစ်လာနိုင်ပြီးတော့နာဆာကတပ်တွေဟာစိတ်တက်အားကောင်းကောင်းနဲ့ထောက်ပံ့မှုကောင်းကောင်း၊လေကြောင်းပစ်ကူအားကောင်းကောင်းနဲ့လှေကွက်ကြီးကြံအလံမလဲတဲ့စိတ်တက်မျိုးနဲ့ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင်အောင်မြင်မှုရမှာတေချာရဲလို့ဆိုနိုင်ပါတယ်။စီအေးစင်းဝင်စားသူတအူကတော့ဗမာကိုဝိုင်းပက်ပိတ်ဆို့တိုက်ခိုက်နေတဲ့ KIA နဲ့ PDF အဖွဲ့တွေဟာ ၅လကြာမြင့်တဲ့ဒီအကြအဆုံးမြောက်များစွာထိခိုက်တံရရမှုများစွာနဲ့စစ်အင်နေပါတယ်။တမတော်ဘက်ကလည်းပမော်ကို KIA တပ်ကွင်းအဖြစ်နဲ့အကုအထီအလံမလဲစတန်းခုခံချိန်မောင်းနေရပါ။ဗမော်စစ်မျက်နှာမှာ KIA နဲ့ PDF အဖွဲ့ဘလောက်အထီအကြအဆုံးတွေဖျို့ဖျက်ဖြစ်နေလဲဆိုရင်25ရက်လေလ2025ရက်နေ့မှာ AR မြင့်အနောက်ဖက်ကန်ကနေ73စီးအပြည့်ကူးလာတဲ့ PDF တွေဟာဗမော်မြို့အစော်မြင်းကြမှာချိန်မောင်းခံလိုက်ကြတာ။ GB 90နဲ့တရာအကြားရှိရဲ့တချို့ကအကုန်တည်းလို့ပြောတယ်ဆိုပြီးတော့မျက်မြင်တွေ့ရကြောင်းပမော်နေကန်ထံကသိရပါတယ်ပမော်စစ်မျက်နှာမှာ KYR ရီတက်ပြတ်တဲ့အထိအထင်းနာနေကြရဲ့ဆိုတာသတင်းတွေမြင်တွေ့နေကြရရဲ့ PDF တွေနဲ့ပမော်ကိုမတိုက်ချင်မလိုက်ချင်ကြထွက်ပြေးကြအချင်းချင်းပြန်ပြစ်ကြဖြစ်နေတယ်လို့ KYR မိသားစုဝင်တွေကလည်းသူတို့လင်းသားမောင်တွေကြဆုံးကုန်လို့ KYR အကြီးပိုင်းအထိဝေဖန်ဆဲဆိုနေကြပြီလေတော်တော်ညံ့နေပါတယ် ဒီလိုအချိန်ဒီမှာမေလတရက်နေ့ကနေ30ရက်နေ့တိတပတ်တက်အပြည့်ရက်ပါတယ်ကြညာထားတဲ့အေအေဟာကရယေကိုကိုဖို့ဗမော်စစ်မျက်နှာကိုဝင်ရောက်လာပါပြီ။ဒါကြောင့်အေအေကြညာထားတဲ့အပြည့်ရက်ပါတယ်ဆိုရလဲထွေပြေးသားတတွေးမျိုးချသလိုအေအေရဲ့လောရက်ကလင်ကကြစ်အကျဉ်ကြောင့်ပြတ်သွားပြီဖြစ်ပါတယ်။တာပေမြင့်တစ်ဖက်ကန်တာပေမြင့်မြောက်ချမ်းကရွာအလုံးဟာကရယေအကျန်းဖက်အာပေးရွာတွေဖြစ်ပြီးတော့၎င်းရွာတွေကနေစကခကိုဒရုန်းတွေလက်နဲ့ကြီးဝေနဲ့တိုက်ခိုက်နေရသေးကြပါတယ်။ ဒါပြင်ဗမော်ရဲ့အနောက်ဘက်အေရာရီမြစ်အနောက်ဘက်ကန်ကရေလဲအစာရှိရဲ့ကြွားတွေဟာအကြမ်းဖက်အားပေး KIA နဲ့ PDF အဖွဲ့တွေရိတ်ကထောက်ပံ့ရာကြွားတွေဖြစ်တယ်လို့လေးကြောင်းကနေကြိုတင် ရှင်းလင်းသိနေလို့မြင်ပါတယ်။အေအေကိုရှစ်လကြာတောင်းခံခုခံထားတဲ့ရခိုင်မြောက်ပိုင်းမောင်တော်ကနာခကငါတက်စခန်းကိုလိုက်ချင်းတွေတူပြီးချင်ကတ်တယ်လို့လက်ရှိကြောက်ဖြူနေဘက်မှာလဲလိုက်ချင်းတွေတူပြီးမိမိခံစစ်ကိုချင်ကတ်တဲ့အလေထားရှိပါတယ်။လိုက်ချင်းတခြားတကြောင်ထိုးချင်ကတ်မယ်။ တချို့နေရာမှာဘုံခိုခြင်းတို့မယ်ဒီလိုနဲ့တဖြည်းဖြည်းချင်းချင်းကပ်လိရှိပါတယ်ဒီအတွက်ရန်သူကိုလုံးဝအလိမပေးစတဲ့လေတောင်းကင်းထမှုဒရုန်းကင်းထမှုတွေမပြတ်လုံနိုင်ဖို့လိုပါမယ်လက်ရှိရန်သူစုဖွဲ့မှုက KIA PDF နဲ့ AA အင်အား2000အထက်စုစည်းမယ်လို့သိရပြီးတော့ရေးချီအနည်းကဝိုင်းပက်ပိတ်ဆိုးနိုင်ဖို့လှုပ်ဖို့ရည်ရွယ်မဲ့သဘောပါလေတောင်းအရေးတာမှုကိုတော့အပြည့်အဝကိုအသုံးချရပါမယ်ရန်သူအညာပိုင်းမှာအမောင်တို့ကိုအကာအကွယ်ယူပြီးတော့ချင်းကပ်ပါလိမ့်မယ် ဒါအတွက်ညာကြည့်ဖလေယာနဲ့ကင်းထောက်ဒရုန်းအသုံးပြုနိုင်ဖို့အရေးပါပါမယ်။တလက်နဲ့လက်တောင်းနှစ်တောင်းမဟုတ်ဘဲစုပြုံပစ်ခတ်တဲ့အမြောင်ပစ်ကိုစနစ်ဖြစ်စေချင်ပါတယ်။ဒေတောင်းပစ်ကိုကိုလည်းအုပ်လိုက် အုပ်လိုက်မနာတန်ပစ်ကိုပေးတဲ့မှာတယ်။ဒါတွေကတော့ရသမျှသတင်းအချက်လက်နဲ့အပြည့်စုံမဟုတ်ပေမဲ့ရသမျှမြင်မိသမျှအကြံပြုတာပါ။ဗမော်စင်းမျက်နှာဟာမမီတက်မတော်အတွက်စင်းမျက်နှာတစ်ခုသာဖြစ်ပေမဲ့ကြရင်အတွက်တော့မျိုးပြုံးမဲ့ပွဲပါ။မတိုင်းနိုင်တော့ရင် KIA အင်အားစုအလုံးစိမျက်နာသေးသေးမှပြိုဆင်းသွားတော့မှမလွယ်ပါ အခုထိလည်းသမော်မာကချင်လက်နဲ့ကအဖွဲ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာတိုက်လို့မရလို့စိတ်တက်ကြဆင်းနေရဆိုတာထင်ရှားပါတယ်။မမေတက်မတော်သားတွေစိတ်တက်အားကောင်းကောင်းထောက်ပံ့မှုကောင်းကောင်းလေချောင်းပြက်ကူကောင်းကောင်းနဲ့လေကွက်ကြီးကျန်အလံမလဲတဲ့စိတ်မျိုးနဲ့ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် အမြင်မှမလွဲပါဘူးလို့ဆိုပါတယ်။ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာသမော်မျိုးကိုတင်ယူနိုင်ဖို့ရည်ရွယ်ကြတဲ့ဖေဗူလာအတွင်းထိုးစစ်ဆင်ချိန်တုန်းကလည်းနာဆာကတပ်တွေကဟန်ချက်ညီစွာတုံ့ပြန်နိုင်မှုကြောင့် ကရိုင်ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့ဝင် အရှိအတွက်အနည်းဆုံး3000ကျော်ထိခိုက်ကြဆောင်ခဲ့ရတယ်လို့မလာနဲ့အေဘီလာအတွင်မှာလည်းကရိုင်ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပေမယ့်လက်ရှိချိန်ထိမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးပေအခက်အခဲများစွာရှိနေကြပြီဖြစ်ပါတယ်။ NASA ကအနေနဲ့ကရိုင်ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့တွေကိုအပိသက်ချိုးနှိမ်အောင်ပွဲခံနိုင်ဖို့အလျှော့မပေးပဲမိကုံရန်ကုံတုံ့ပြန်တိုက်ခိုက်နိုင်မှုတွေအရှိန်မြင့်လှုပ်ဆောင်တင်တယ်လို့ အကြံပြုပြောဆိုတာတွေလည်းရှိနေပါတယ်။စီအေးစဲဝင်စားသူတဦးကတော့ဗမော့တိုက်ပွဲမှာ KIAA နဲ့တခြားဗမာ PDF တွေစကားက27တဲကိုဝင်တိုက်လို့အကြဆုံးများနေရဲ့အကြဆုံးများနေရောဗမော်မှာတိုက်နေရဲ့အဖွဲတွေစိတ်တက်မကြအောင်ရဲ့စကားက27တဲထဲကစစ်သားတွေစိတ်တက်ကြအောင်ရဲ့ဝါဒဖြန့်တဲ့တင်းကို KIA ဘက်ကနေညံ့များလောက်လာတာတွေ့ရတယ်။မြေပြင်မှာက KIA ထိတာများလို့ပူတာအိုဘက်မှာရှိရဲ့ KIA တပ်မဟာတဲကတပ်ဖွဲ့တွေကိုခေါ်ထားပြီး တိုက်ခိုင်းနေရတယ်လို့သိရတယ်။မယုံရင် KI အလောင်းပုံလေးတက်လိုက်ကြည့်လိုက်ပါ။ရေခဲတောင်ပုံနဲ့လက်မောင်းတစ်စိတ်တက်ထားတဲ့အဖွဲဆိုရင်ပူတာအပတ်မှာလှုပ်ရှားတဲ့ KI တက်မှာတက်ကပါ။စကကာ၂၁ကိုသာ KI ကအရှာသွားပြီဆိုရင်အွန်လိုင်းမှာပုံလေးဗီဒီယိုလေးတက်လာမှာပေါ့။မတက်လာတဲ့ကအချင်းတွေဘလို့ရှိရဲဆိုတာတွေးကြည့်ပါ။တမ်းမတော်ဘက်ကနေမင်းကောင်စစ်ကြောင်းကိုဗမော်မှာပို့ထားတယ်လို့လေရင်တွေနဲ့လည်းပြစ်ကူပေးနေရဲ။ဗမော် KI အတွက်အဆုံးဖြတ်မှုဒီလောက်အသေးအတန်း မြေပြင်မှာရောအွန်လိုင်းမှာပါတိုက်ခိုက်နေရပါတမောမှာမင်းကောင်စေချောင်းရှိနေသည် KIA ရေစကားက21ကိုအနာကလို့မရပါဘူးဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါရဲ့ရှင်